ရွေးကောက်ပွဲဟာညီမကြီးရဲ့အဖြေလို့ပြောလိုက်တဲ့ကောင်တွေမင်းတို့တော်လိုင်းရေးလောက်တာဘုံခွဲဖို့လားလို့မေးလိုက်တဲ့ကောင်တွေဖြစ်တဲ့နေတိုးအောင်ခိုင်နေဝင်းမြင့်မြက်ချူလေးမင်းမြင့်မို့စူပါလင်းတွက်လက်ဒီတကောင်သားတွေကိုလူမြတ်ကျော်ကစိန်ခေါ်တဲ့ဗီဒီယိုလို့ပြောလို့ရပါတယ် ်မင်းတို့အဲ့ဒီဗီဒီယိုဇကာတစ်ခုလုံးမှာပြောခဲ့တဲ့နှုတ်ထွက်ဇကာတွေဟာမင်းတို့တကယ်ယုံကြည်တယ်ဆိုရင်အချိန်မရွေးတကမာလုံးကိုလိုက်လွင့်ပြီးပြောကြရအောင်အဲ့တော့ဒီရွေးကောက်ပွဲဝါရဖြန့်ဇကာနဲ့ပတ်သက်ပြီးပြည်သူလူထုကြားထဲမှာနားလည်မှုလွဲတာတွေအထင်မြင်လွဲတာတွေမတိနိုးနာပြည်သူလူထုကထင်အောင်ထင်မှားဖြစ်အောင် ပြည်သူရဲ့အသိစိတ်တွေကိုအစိတ်ခက်တဲ့ဒီတယုတ်ဆောင်ဆိုတဲ့ကောင်တွေနဲ့ပတ်သက်ပြီးနောက်ဆုံးကြားသိရတဲ့သတင်းကနေတူနေဝင်းမြင့်မြတ်အောင်ခိုင်မိမိမို့ချူလေးတို့ဒီစကားကြီးကိုရိုက်ဖို့ကြိုးကင်နေတာကဖဲသမားစိုးမြတ်သူစားလို့သိရပါတယ် အဲ့တော့ဒီကောင်လေးကိုကျွန်တော်တခုချင်းလေ့လာသုံးသပ်ကြည့်တဲ့အခါမြင့်မြတ်ဆိုတဲ့ကောင်ဆိုရင်စေတမအယတမအောင်ခိုင်ဆိုရင်တော့မူယူကွယ်ပြဲနေတာတမိုင်းတလျှောက်လုံးမှာဂျာကူလီကန်ကပဲရိုက်ခဲ့တယ်လူမျိုးစိုးမြတ်သူသားဆိုတာတော့ပြောမနေနဲ့စိုးမြတ်သူသားတို့ညီမ၃ယောက်လုံးကဘုံမူးတွေဘိုကြီးတွေစစ်တပ်ခရိုဒီတွေနဲ့ဂရင်ပေါ်တက်ခဲ့တဲ့အခါပေါင်းမနေဘူးဖဲဝိုင်းမှာဖဲရှုံးသမျှ အဲ့ဒီဘုံမူးတို့ကြီးဘုံချုပ်တွေရဲ့ဂရင်ပေါ်ကရတဲ့ပတ်စံနေနဲ့ထိုးဆက်နေရတာဒါဟာသူများတကာရဲ့ဆိုရှယ်လူမှုရေးတွေကိုကျွန်တော်အပုတ်ချတာမဟုတ်ပါဘူးပြောပြတာပါဒီတစ်ခေါက်မှာတော့နေတိုးတို့မြင့်မြတ်တို့တော်တော်မှားသွားပါပြီပြည်သူလူထုရဲ့ခွန်အားကိုပြည်သူလူထုရဲ့နှလုံးသွင်းတဲ့တိဆောက်ထားတဲ့ယုံကြည်ချက်နဲ့တော်လန်ရေးအပေါ်မှာ ီလိုစော်ကားပြည့်ရည်ပြူခြင်းဟာမင်းတို့ဘဝရဲ့တမိုင်းတလျှောက်လုံးတွေမကမင်းတို့ရဲ့ဆွေစဉ်မျိုးဆက်အကုန်လုံးပါပြစ်ထန်ခတ်တဲ့အခြေအနေကိုခံစားရပါလိမ့်မယ်အဲ့တော့ဒီနေရာမှာနေတိုးပြောတဲ့စကားမင်းတို့တော်လန်ရေးကဘုံခွဲတာလားလို့ထိတ်တုံးခက်ခံရတဲ့တော်လန်ရေးရဲဘော်တယောက်ကိုဇလန်းသဘောဆင်ပြီးမေးတဲ့စကားလုံးကို ပြောပြချင်ပါတယ်ငါတို့တော်လန်ကြီးကဘုံခွဲတာမဟုတ်ဘူးမင်းတို့ဖက်စစ်တဟာလက်ရှိတော်အောင်ဆန်းစုကြည်နဲ့တမရဥဝိမြင့်နဲ့ NLD ပါတီဝင်ကြီးချုပ်ထိပ်ပိုင်းကောင်းဆောင်တွေမတရားဖန်ဆီးတာတွေအဲ့ဒီ NLD ပါတီထိပ်ပိုင်းကောင်းဆောင်တွေဟာလက်နက်ဆိုလိုအတူတချောင်းတော့မရှိဘူးတိုင်းပြည်တစ်ခုလုံးကရွေးကောက်တင်မြောက်ထားတဲ့သူတွေဖြစ်တယ် အဲ့လို NLD က2025အာနာရပြီခေကောင်းတုန်းကဒေါအောင်ဆန်းစုကြည်ဘေးနားမှာမင်းတို့ဖတ်ခွက်စားရည်ပဲတိုးဝေဓာတ်ပုံရိုက်နေကြတာလေဟင်မင်းတို့ဟာလူလို့သာခေါ်လို့ရမယ်ကုသိုလ်ကံလေးအားကောင်းတော့မင်းသားတို့မင်းသမီးတို့ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကိုပိုင်ယုံကြည်ချက်ကိုပိုင်ခံယူချက်မရှိပဲ အာနာနဲ့ပတ်စံရှိသူတွေဆိုရင်ဖင်ပေးပေါင်းတဲ့လူမျိုးတွေအဖြစ်တတိုင်းပြည်လုံးယွန်ရှာသွားတာကိုမသိလိုက်ဘူးလားပေါ့ပေါ့နီပေါ့ပေါ့စာပေါ့ပေါ့မတွေးပါနဲ့ဒါတော်လန်ရေးဖြစ်ပါတယ်ဒီတိုင်းပြည်စနစ်ပြောင်းဖို့တော်လန်နေတာဖြစ်တယ်အဲ့ဒီမှာထပ်ပြီးတော့ဘုံခွဲတာမင်းတို့တော်လန်ရေးလားဆိုရင်အာနာသိမ့်တာစစ်တက်စောက်လို့လားလို့ခတော့စောက်ဖြစ်သွား စစ်တပ်အလုတ်လားလို့မေးချင်တယ်။ကဘာမှာဘယ်စစ်တပ်မှာတိုင်းပြည်အာဏာကိုတိုင်းပြည်လူထုကိုဒီညမှာဖက်စစ်တပ်မင်းအောင်လိုင်းလောက်တတ်ဖြတ်ရုံမာတာမရှိမရှိဘူးဟစ်တလာထက်ဆိုးတယ်ဂရာဖီတက်ဆိုးတယ်စတန်ဟူစိန်ဆက်ဆိုးတယ်ဖက်စစ်အာဏာရှင်ကိုငါတို့ပြည်သူလူထုငါတို့တော်လန်ပြည်သူလူထုတည့်ရလုံးဟာ သွေးနဲ့ချွေးနဲ့ဘဝနဲ့တစုံလုံးပုံပြီးရင်ဆိုင်ခုခံနေတာဖြစ်တယ်မင်းတို့အတိုင်းဝိုင်းကလို့ပေါ်ပေါ်ပဲပဲဖဲရိုက်ကလတ်တက်မူယူပျော်ပါပွဲတက်ပျော်ပါတဲ့အဆင့်မျိုးမဟုတ်ဘူးဒီစကလုံးတွေကိုဒီဝါရဖြန့်ဇကားကိုဒီလိုရှိုက်လိုက်တဲ့အတွက်ရရှိမဲ့အချိုးကျေးဇူးဟာ တတိုင်းပြည်လုံးဟာမင်းတို့မျက်ခွက်ကိုသွေးနဲ့ထွေးကျင်နေတယ်ဆိုတာပါပဲအဲ့တော့နေမှာအောင်ခိုင်ထပ်ပြောပါဦးမယ်ရွေးကောက်ပွဲကိုဖျက်လို့ပြက်စည်းလို့ရင်တတလုံးထောင်ထဲကထွက်ရလိမ့်မယ်မထင်နဲ့ဆိုရက်အောင်ခိုင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်တပ်လုံးတဲ့ရွေးကောက်ပွဲညမတမိုင်းမှာဘယ်နှကြိမ်ရှိလဲမင်းသိလားထောက်က60နှစ်58မှာဥနုကအာနာအပ်တယ် စစ်တပ်အာဏာသိမ်းတာမဖြစ်ရအောင်ဗာညာပေါ့အဲ့တော့1960မှာရွေးကောက်ပွဲလုပ်တယ်ပြီးတော့60နှစ်မှာအာဏာသိမ်းတဲ့ဒီရွေးကောက်ပွဲပြတ်ပြဲသွားတယ်တန်ရှင်းတည်မြဲဆိုတဲ့ကိစ္စတမိုင်းကိုပြန်လေ့လာကလင်ကကျစ်စစ်တပ်ရဲ့ရွေးကောက်ပွဲတွေဟာဘယ်တော့အခါမှတိုင်းပြည်နဲ့လူလူပေါ်မှာဂတိမတည်ခဲ့ဘူးစစ်တပ်ဟာစစ်ဝစ်စုံဝင်ထားပြီးတနက်ကင်ထားလို့သာစစ်တပ်စစ်သားလို့ပြောလို့ရတာ အင်မတန်ဂုံသိပ်ခါမဲ့ပြီးကလင်ကချစ်ကြတဲ့နေရာမှာလမ်းဘေးကပြစ်တဲ့စာအမျိုးသမီးလောက်တောင်တန်ဖိုးမရှိတဲ့မြန်မာစစ်တပ်ဒါ60နှစ်အခင်းချင်းပြီးတော့တက္ကလာ1988အရေးတော်ဘုံကြီးကနေတဆင့်1990ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ NLD ပါတီတောင်ပြူကမ်းပြူအနိုင်ရတယ်မင်းတို့စစ်ခေါင်းဆောင်တွေလုပ်တဲ့ရွေးကောက်ပွဲပါပဲအာနာလွှဲခဲ့သလားမေးပြီးအောင်ခိုင် 1990ရွေးကောက်ပွဲမှာ2022လိုပဲလွှတ်တော်ကိုယ်စားလှယ်ဒီအာလုံဖန်း NLD ပါတီဝင်တွေအာလုံဖန်းပြီးရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအာဏာလွှဲခဲ့တာစစ်တပ်လုပ်ပေးတဲ့ရွေးကောက်ပွဲဒုတိယတစ်ကြိမ်မင်းပြောတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ရင်ဆိုတဲ့ကိစ္စတမိုင်းနဲ့ရှင်ပြနေတာနောက်တစ်ခု2020ရွေးကောက်ပွဲ ဟမ်တတိုင်းပြည်လုံးတောင်မျိုးကမ်းပြုတ်အနိုင်ရတယ်ဘာလို့အာနာသိမ့်တာလဲဘာလို့အာနာသိမ့်တာလဲလို့အောင်းခိုင်မင်းမေးရလားမဲစင်းမာလို့အာနာသိမ့်ပါတယ်ဆိုတဲ့စကားလာမပြောနဲ့မဲစင်းမာရင်စစ်တပ်ဆောက်လို့တခုမှမရှိဘူးမဲစင်းမမှန်တာလဲစစ်တပ်အလုံးမဟုတ်ဘူးမဲခိုးတာလဲစစ်တပ်အလုံးမဟုတ်ဘူးခိုးခဲ့တယ်ဆိုရင်မင်းတို့ စစ်တပ်ကတဖွာဖွာယူနေတဲ့နှောင်းရှိဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာစာအုပ်ပြန်လှပတ်ကြည့်လိုက်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအားလုံးဒီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်ချက်တာအတိဖြစ်စေသူတဲ့အချက်ကိုချိုးဖောက်တာဖက်စစ်တပ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်နိုင်ငံတော်ကရွေးချယ်တင်မြောက်ထားတဲ့ပြည်သူလူထုကရွေးချယ်တင်မြောက်ထားတဲ့လူတို့ကောင်းဆောင်တွေကိုမတရားဖန်ဆီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်နေတဲ့ကောင်တွေ ်နိုင်ငံတော်ဖွဲ့စည်းဖို့အခြေခံဥပဒေကိုချိုးဖောက်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်နေတဲ့ကောင်တွေအဖြစ်တတိရှိရင်နေတို့မြင့်မြတ်နေဝင်းချူးလေးမင်းမြို့အောင်ခိုင်တွက်လက်စူပါလင်းအစရှိတဲ့အဲ့ဒီတကောင်သားတစ်ဖွဲ့လုံးစိန်ခေါ်တယ်လူမြတ်ကျော်ကမရောက်ရစီမလူးနဲ့ဝိမရောက်နဲ့ဒါတော်လန်ကြီးမင်းတို့ ျင်လည်နေတဲ့အတိုင်းဝိုင်းလိုဟန်ဆောင်မူသားနဲ့ကလင်ကကြစ်ကြလောင်းကစားလိုကလက်တက်ပါချတဲ့ပုံစံအတိုင်းဝိုင်းမဟုတ်ဘူးငါတို့ဒီတော်လန်ရေးကိုပါလို့ဆင်နွှဲနေတာလေ What is wine တော်လန်ရေးတော်လန်ရေးပါလေတော်လန်ရေးပါလေဆိုတော့တော်လန်ရေးဆိုတာစနစ်တစ်ခုလုံးကိုဖြိုးချပြီးအမြင့်ပါမကျန်ပြောင်းလဲတဲ့ဖြစ်စဉ်လို့အကြံပြင်းပြောလို့ရတယ် evolution revolution evolution ဆိုတာချက်ချင်းမဆိုင် အမြင့်ကလန်ပြောင်းလဲခြင်း revolution evolution ဆိုတာတရွေ့ရွေ့ပြောင်းလဲခြင်းဆိုတဲ့နှစ်ချက်ဒါကဘာလုံးဆိုင်ရာအခေါ်အဝေါ်တွေအဲ့တော့ဟုတ်ပြီဒီတော်လန်ရင်းနဲ့ပတ်သက်ပြီးမင်းတို့ဘာလို့တော်လန်ရင်းလုပ်နေတာလဲရှင်းပြမယ်တော်လန်ရင်းလောက်ခြင်းအကြောင်းတရားနိုင်ငံတော်အာဏာကိုမတရား ်တနတ်နဲ့ထောက်ပြီးလူယူသွားလို့နံပါတ်၁နံပါတ်၂ဘီလူလူတို့ကရွေးချယ်တင်မြောက်ထားတဲ့အစိုးရအဖွဲ့ကိုဖမ်းဆီးလို့နံပါတ်၃တတိုင်းပြည်လုံးမှာရှိတဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအဆအဆအရာရာကိုစစ်တပ်ဟာကုန်သွေးစုပ်နေလို့နံပါတ်၄စစ်တပ်ဟာတိုင်းပြည်ရဲ့ ဥပဒေပြုရေးတရားစီရင်ရေးအုပ်ချုပ်ရေးသုံးရလုံးမှာဝင်ရောက်ဆွတ်ဖက်နေလို့စစ်တပ်ဟာတနက်ကင်ပြီးစစ်တပ်လုံးမလုတ်ဘဲတိုင်းပြည်အုပ်ချုပ်ရေးတဲ့ဝင်ပါပြီးနှစ်သီးစားလုံးနေလို့စစ်တပ်ဟာပါတီလာထောင်ပြီးနိုင်ငံရေးလုံးနေလို့စစ်တပ်ဟာစစ်တပ်ထောင်ပြီးစီးပွားရေးလုံးနေလို့စစ်တပ်ဟာညမာပြည်တွင်းကတယံဇာတနဲ့စီးပွားရေးလုပ်ငန်းအားလုံးကိုကုန်သွေးဆုံးနေလို့တာကြောင့်တော်လန့်နေတာဖြစ်တယ် ော်လန်ยีဆိုတာဘာလဲလို့မြန်မာပြည်သူလူထုနဲ့မင်းတို့တွေနားလည်အောင်ပြောရရင်ဖက်စစ်စစ်တပ်ရဲ့စစ်အာဏာရှင် စနစ်ကြီး1962ကစတင်ပြီးချမှတ်ခဲ့တဲ့စစ်သားအဓိကဝါဒစစ်သားတာလင်အုပ်ချုပ်မဲ့စစ်သားတာလင်ယုံရတဲ့အယက်သားတွေမယုံပါဘူးစစ်သားတာလင်ဆိုတဲ့ဥနေဝင်ရှောက်မှတ်ခဲ့တဲ့ matri ideology ဆိုတဲ့စစ်အာဏာရှင်စနစ်နဲ့စစ်သားအဓိကဝါဒအတွေးခေါ်ကိုအမြင့်ကလှန်နေတာနမနစ် စစ်တပ်ကဂုံသွေးစုပ်အုပ်မိုးထားတဲ့အုတ်ချုပ်ရေးအဝင်းဝိုင်းမှာရှိတဲ့စစ်ဘူရိုကရေစီရန်ရာသည်ဝင်ကြီးတွေဝင်ကြီးချုပ်တွေအတွင်းဝင်တွေအကုန်လုံးကိုအဲ့စနစ်ကိုမြေလံပစ်မှာနောက်ပြီးတော့စစ်တပ်ဂုံသွေးစုပ်နေတဲ့တရုတ်နဲ့ပေါင်းပြီးတရားမိတရားဇာတာတွေကိုမတရားကုန်သေးစုံနေတဲ့စနစ်ကြီးကိုမြေလှမ်းနေတာ။ဘာကြောင့်တော်လှန်နေတာလဲ?တာတွေကြောင့်တော်လှန်နေတာ။ ရှင်းလာအဲ့တော့မရှင်းရင်လူမြတ်ကျော်ဘုတိုက်ရိုက် Facebook ကနေတော့၎င်း YouTube ကနေတော့၎င်းနေတို့မြင့်မြတ်နေဝင်းအောင်ခိုင်မင်းမို့ချူလေးကြိုက်တဲ့ကောင်လာခဲ့ထပ်ပြောဦးမယ်နောက်ဆုံးတစ်ချက်ထပ်ပြောဦးမယ်ဒီတော်လိုင်းကြီးဆင်ွယ်နေတာဟာမင်းတို့လိုပေါ့ပေါ့နေပေါ့ပေါ့စားအတိုင်းဝိုင်းကိုကိုကိုယုံကြည်ချက်မရှိကိုပြောတဲ့စကားရဲ့အတိတ်ပဲနဲ့ ကိုယုံကြည်ချက်ပေါ်မှာတစ္ဆာမရှိတဲ့កောင်တွေဖေသမားကလက်တက်မူယူပျော်ပါနေတဲ့အတိုင်းဝိုင်းကားလို့ပေါ်ပေါ်နေပေါ်ပေါ်စာမျိုးလုံးနေတာမဟုတ်ဘူးဘဝတစ်ခုလုံးနဲ့တိုင်းပြည်တစ်ခုလုံးအသက်တွေကိုရှင်ပြီးဒီတိုင်းပြည်ကိုစနစ်ပြောင်းနေတာဖြစ်တယ်မင်းတို့မှမကြောက်မလန့်ကွာအဲ့တော့လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထပ်ပြောအောင် ်မင်းတို့စစ်တပ်ကလုပ်တဲ့မင်းတို့ဝါရဖြန့်တဲ့စစ်တပ်ဝါရဖြန့်ပေးတဲ့ရွေးကောက်ပွဲဟာလေလက်ရှိရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ကောင်ကစစ်ဘိုလ်ချုပ်တယောက်ဖြစ်တယ်ဘိုလ်ချုပ်တန်းဆိုးလို့ခေါ်တယ်စစ်တပ်အလိုကျပဲလုပ်ရမယ်နမနစ်ချက်လက်ရှိကြံ့ခိုင်ရေးပါတီဆိုပြီးနေရာတကာမှာမပြိုင်ပဲအနိုင်ရနေတဲ့ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးဟာပုံမှုချုပ်ခင်ကြီးရဲချုပ်ခင်ကြီး ဘိုးကော်မတီဝင်နေရာစစ်ဘိုလ်ချုပ်တွေဘုံမူဘိုလ်ပြုတ်တွေကြီးပဲဖြစ်တယ်။အဲ့ဒီကြက်ခံရေးပါတီကကောင်တွေကတခိုးချမိုးကပိုင်း၌ရက်ွက်တဲမှာငွေတိုးပေးစားနှလုံးကြီးရောင်းတဲ့ကောင်တွေကိုစီယုံထားတာ။ပြူစောတိတွေစိုင်းကဲဘေးတွဲတွေရက်ွက်တွေကပိုင်း၌တခိုးချမိုးတွေကိုစူသီးပြီးအကြောက်တရားနဲ့ပြည်သူကိုမတ်ရိုင်းနေတာ။ဒါတွေအားလုံးဒီစစ်တပ်ကဘာလို့လုပ်နေတာလဲလို့နေတိုးကြီး မြင့်မြတ်ကြီးနေဝင်ကြီးအောင်ခံကြီးချူးလေးကြီးမင်းမိမူကြီးဘာလို့လုံနေတာလဲသိလားငါတို့တိုင်းပြည်တစ်ခုလုံးကိုစစ်ကြုံဖြစ်အောင်သူတွင်းနေတာဖြစ်တယ်လက်ရှိအချိန်ဒီဒီစစ်တပ်ဟာတိုင်းပြည်တစ်ခုလုံးပေါ်ကိုရက်ဆက်ရုံမာသွားပုံကျဲတပ်ဖြတ်နေတယ်ခလေးတွေကဘာမှမကြမ်းတော့တနက်တနက်ချင်းတိုက်လို့သူတွေကနေတိုက်ပွဲမှာဖြစ်လို့ရှုံးချင်းနိုင်ချင်းစိတ်မဝင်စားဘူး သို့တော်ဒီစစ်တပ်ရဲ့ရုပ်မှာအောက်တန်းကြစွာအပြစ်မဲ့ကလေးငယ်တွေပြည်သူတွေပေါ်ဘုံချက်တပ်ဖြတ်မှုတွေကိုမင်းတို့မျက်စိတွေနားတွေကန်းနေလားကိုပြောတဲ့စကားကိုတာဝန်ယူကြရပါလိမ့်မယ်နေတို့လူကြီးဆိုတော့ကစစ်ကြုံပြူကြီးတိုင်းမိကပြည်သူလူတို့ကိုတပ်ဖြတ်နေတဲ့ဒီဖက်စစ်တပ်နဲ့အတူ ကျွန်တော်တို့အမှုပညာရှင်တွေအတူရှိပါတယ်ဆိုတော့အားပေးနေတဲ့ပရိသတ်တွေထဲမှာတပ်ပြတ်ခံရတဲ့မိသားစုတွေအများအပြားကိုမင်းတို့ကပဆိုးလံပြလိုက်တာပဲသူတို့ကိုတတ်ပါပရိသတ်မကလို့ဘာဖြစ်ဖြစ်စစ်တပ်နဲ့ကျွန်တော်နဲ့အတူတူရှိတယ်လို့ဆိုချင်တာလားကဲဒီတော့ဘာလုပ်ကြမလဲဒီဒေါ်လာရေးကိုဘာလို့ဆင်နွှဲနေတာလဲကိုရှင်းပြီဒီတော့မင်းတို့ကိုတပိမ့်မောက်မယ်တပိမ့်မောက်သူများလို့ဆိုရှယ်ပို့ရှမန်နေ အာဒီဘွိုင်းကောက်တွေလို့ဟိုအင်္ဂလိပ်လိုလိုလေးဟိုလိုလိုတွေမပြောဘမာလိုပြောမယ်တပိမ့်ပေါက်မယ်တပိမ့်ပေါက်မယ်ဆိုတော့လုံးဝမဆက်ဆံဘူးလုံးဝမကြည့်ဘူးလုံးဝမတုံးဘူးလုံးဝမဆက်ဆံဘူးနေတူဆိုမဲ့သူသားအောင်ခိုင်းနေဝင်းမြင့်မြတ်စသည့်ပစစ်တဲ့တောက်တိုင်တပွဲဝါရဖြန့်နေတဲ့ဒီအမှုပညာရှင်ဆိုတဲ့ကောင်တွေကိုပြည်သူလည်းလူတုတရလုံးကတပိမ့်ပေါက်ပါအ ်ပြီးသူလူတွေအားကိုစမ်းနေပြီးသူလူတွေရဲ့ဘွားတွေအသက်တွေကိုခပ်ပော့ပော့လေးနဲ့ဗီဒီယိုရိုက်ပြီးစစ်တပ်ဘက်ကအပြည့်ရက်ကစစ်တပ်ကတတ်ပါပြီးသူကိုကျွန်တော်တို့အတူရှိပါတယ်ဆိုတဲ့အချိုးချိုးတဲ့ဒီကောင်တွေကိုကျွန်တော်တို့တပိတ်မမောက်နိုင်ရင်ဒီကောင်တွေလောက်မှတပိတ်မမောက်နိုင်ရင်ကျွန်တော်တို့ပြည်သူလူရဲ့တကိုးစွန့်အားပြည်သူလူရဲ့အင်အားကိုရေရှည်မှာထပ်ပြီးပြည့်ရပြုလာပါလိမ့်မယ် စစ်တပ်တောက်တိုင်မှန်သမျှတပိတ်မှောက်ကြရမယ်တပိတ်မှောက်ပါဘလို့တပိတ်မှောက်ရမလဲလုံးဝမကြည့်ပါနဲ့ဒီကောင်ကြီးပါတဲ့ကားကြီးလုံးဝမကြည့်ပါနဲ့သူတို့ကြော်ညာတဲ့ပစ္စည်းကြီးလုံးဝမသုံးပါနဲ့တဦးကစတပိတ်စမှောက်ပါတဦးမှဒီတရာစီတရာမစီတတောင်းတတောင်းမိုက်တသိမ့်တသိမ့်မိုက်တတန်တတန်မှဒီဆယ်တန်းဆယ်တန်းမှဒီဒတိုင်းပြီလုံးကိုတပိတ်မှောက်ချောင်းတခြားဘသူကိုမှလည်းပြောစရာမလိုဘူး ိတ်စိတ်စွာတော်လန်တပိမောက်ကြပါလို့တတိုင်းမိလုံးကိုလူမျက်ကြောင်ကတိုက်တွန်းပါတယ်နမနစ်ဖက်စစ်စစ်တပ်ရဲ့တောက်တိုင်အုပ်စုထုတ်သမျှပစ္စည်းတွေကိုလုံးဝမတုံ့ဆွေးတပိကိုတတိုင်းမိလုံးကဆပြင်းပြင်းထန်ထန်ပြန်လဲဆောင်ရွက်ပါစေအုပ်စုတပြေးပြေးအတင့်ရဲလာပါပြီခမရိုးကျွန်တော်တို့တိုင်းပြည်တဝမ်းလုံးကလူတွေတပိမောက်လုပ်ငန်းစဉ်တွေပြန်လဲစတင်ရတော့မယ်ဖြစ်တဲ့အကြောင်းပြောရင် နေတော့ကိုတပိမ့်မှောက်ပါမြင့်မြတ်ကိုတပိမ့်မှောက်ပါချူးလေးကိုတပိမ့်မှောက်ပါမိမိကိုတပိမ့်မှောက်ပါကျိုးကင်သူစိုးမြတ်သူစာဆိုတဲ့အမျိုးသမီးကိုတပိမ့်မှောက်ပါဟဲ့အခုပဲစပြီးဒီဒုအင်အားပြတာတဲ့ဒီဒုတော်လံကြီးတည့်ရဲ့ဆင်နွေးကြရအောင်